ဒီနေ့အပိုင်းတော့အထိုင်များပြီးခါနာတဲ့သူတွေအတွက်ခါးဘေးကြွက်သားလေးနဲ့တောင်းတင်းနေတဲ့နောက်ကျောကြွက်သားတွေကိုအကျော်ရှုံးမှာဖြစ်ပါတယ် release လုပ်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ healthy lifestyle ကိုအဓိကကူညီပြီးပြသပေးနေတဲ့ personal trainer ပိုင်ဆိုးဝဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးခါးဘေးရကြွက်သားလေးကိုလိမ့်မယ်ခါးဘေးရကြွက်သားလေးကိုလိမ့်ဖို့အတွက်ခါရိုးဖို့မှာမထောက်အောင်လို့ကျွန်တော်တို့ဒီ roller လေးကိုဒီဇိုင်းလေးပေါ့နော်ဒီဇိုင်းလေးမှီမှီလိုက်တယ်မှီပြီးလို့ရှိရင်ကျွန်တော်တရားသွင်း ဒီဘက်တချမ်းကြီးကအ90ဒီဂရီစောင်းထားတယ်ပြောဆိုရင်ပလက်ကြီးပေါ့နော်အဒီလို90ဒီဖြစ်သွားအဲ့နှစ်ခုအဲ့လိုမျိုးမဖြစ်ရဘူးအဲ့နှစ်ခုရဲ့ကြာ45လောက်ပါအဟိုဘက်လည်းရမ်းမစောင်းဘူးဒီမျက်နှာချက်ပေါ်လည်းရမ်းမစောင်းအဲ့နှစ်ခုရဲ့ကြာလောက်မှာထားတယ်ပြီးရင် ကျွန်တော်အဲ့မှာစမ်းကြည့်မယ်တရားဒီအပေါ်ရမ်းရောက်ဝိုင်းနံယိုးနဲ့ထောက်ရင်နားတယ်ဟိုအောက်ထဲဒီရမ်းရောက်ဝိုင်းလဲခါယိုးနဲ့ထောက်ရင်နားတယ်အဲ့နှစ်ခုချားထဲမှာဖြစ်ရမယ် so ကျွန်တော်မာစင်နေရတည်ပြီဆိုရင်ဒီအားလေးကရေးကြည့်လို့ပေါ့နော်ဒေချာလေးပြောပြပေးရခါယိုးအတက်ကလေးနဲ့ထောက်ရင်နားတယ်ခါနာခါနာနိုင်တယ်ပေါ့နော်ပိုဆိုးနိုင်တာမို့လို့ so ရှူတယ်ဒီလောက်လေးပဲနှိမ့်နေဆိုရင်လေးပဲခုနလိုအပေါ်ထိရောက်ရင်လဲနားတယ်အောက်ထိရောက်ရင်လဲနားတယ်နည်းနည်းလေးရွေးတယ်ဆိုရင်လေးပဲရွေးရနော်ဆိုတော့ဒါလေး တင်းတာလေးပြေရောတဲ့ထိလိမ့်မိမယ်။ခါးပေးကြွတ်သားပြီးလို့ရှိရင်ကျွန်တော်ကြွတ်သားကြီးကိုသွားမယ်။နောက်ကျောကြွတ်သားကြီးကိုစထောက်တဲ့ခါမှာခုနကကျွန်တော်ပြောတဲ့ခါးနေရာစမထောက်ဘူး။နောက်ကျောနေရာနေစမီပြီးထောက်တယ်။တချို့လေမင်းကလန်သွားရလို့ရှိရဆိုရင်မင်းကိုအရင်ဆွဲထားမှာပဲ ਨੇ ။နောက်လန်မသွားအောင်လို့အင်းတဲ့သဘောမျိုးလေးနဲ့ပဲလိုက်လေးခေါင်းလေးကိုထိမ့်မိတာမြန်။တင်မလေးကြွတ်တွန်းနဲ့ဆွဲတယ်။တွန်းနဲ့ဆွဲတယ်။ခါးဒီမြောက်စင်းနဲ့အဲကျွန်တော်ဒီတိုင်းနဲ့နောက်ကျောလေးပဲတင်းတာလေးပြေရောတဲ့လိမ့်မိမယ်။ ်အတင်းတာလေးပြေရအောင်လှိမ့်ပြီးသွားပြီဆိုရင် stretching နေရောသွားမယ်ပေါ့နော်ဒါပေမဲ့ခါမှမထောက်ဘူးကြောမှထောက်တယ်ကြောမှထောက်ပြီးတော့ခုနခေါင်းလန်လာလက္ခဏာလန်သွားတဲ့လူတွေအတွက် leg လေး level လေးကိုထိမ့်ပြီးခေါင်းလေးကိုထိမ့်ပြီးထားတယ်နောက်ကိုလန်ချတဲ့ခါမှာခေါင်းညက် second နဲ့လန်တာမဟုတ်ဘဲနဲ့ရင်မလေးပဲဖွင့်ဖို့ကြိုးစားတယ်ကျွန်တော်တို့1 byte နဲ့နှာခေါင်းနဲ့1 byte တွေရှူတယ်လေးမုတ်ထုတ်တဲ့ခါမှာရင်မလေးပဲဖွင့်ဖို့ကြိုးစားမယ်ဤကြသွားလိမ့်မယ်နှာခေါင်းနဲ့ရှူ ခေါင်းမလန်နေနဲ့လေမင်းကြီးမလန်နေတဲ့သတိထားအဲ့လိုတထင်ချင်းလေးတထင်ချင်းလေးဆင်းမယ်နောက်ဆုံးမှာ array ရောက်သွားပြီ array မှာခဏရက်ထားမယ် second 20လောက်ပေါ့နော်နှာခေါင်းကနေ warm up ready ရှူသွင်းရှည်ရှည်လေးဆွဲထုတ်ပြီးတော့တင်းနေရရင်တောင်းနေရတွေကို relax လုပ်ပေးမယ် leg လေးကကူပြီးတော့ခေါင်းလေးကိုပြန်မှရင်လည်းပြန်ထမယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲ video ရမ်းရှည်သွားမှဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့နောက်ရက်မှာဇက်ကြောခဏခဏတက်တဲ့လူတွေလက်ပြင်ငုတ်တဲ့သူတွေအတွက်ဘယ်လိုကြောရှော့ရမလဲဘယ်လို release လုပ်ရမလဲဆိုတာကိုဆက်လက်မျှဝေပေးသွားမှာမို့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ